ကဲမင်္ဂလာပါကိုမိုင်ကယ်ပြောနည်းဆိုရင်တော့ကြော်မတော်ပါနဲ့ဘောမတွေပြောနည်းဆိုရင်တော့ခွက်ခောက်ဖို့ပါနော်လာမဲ့အဲခဏနေကျွန်တော်မပြောခင်ညီလေးပုံမိုင်ကယ်ကိုအရင်ပြောခိုင်းမယ်နော်ပုံမိုင်ကယ်အရင်ပြောလိုက်မယ်ဘာပြောလဲကြည့်ပါဦးအားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကျွန်တော်ကတော့မြန်ဆက်ဘလက်တိုက်က MP တက်ဖွဲ့ရောတော့ပုံမိုင်ကယ်ပါအဲအခုပေါ်တော့ကျွန်တော်အဲဒေါ်လာမီဘာပြည်သူတွေပြောချင်တာကတော့ကျွန်တော်တို့ပေါ့နော်အဲဒီလာမဲ့ပေါ့နော်ဒီဆယ်လာပိုင်း26ရက်နေ့ပေါ့နော်တရင်းခရင်နေ့အဲ ညပေါ့နော်ည7:00နာရီ10:00နာရီလောက်မှာကျွန်တော်တို့ပေါ့နော်ဒီအဲအလုံးမဲ့ TV လာဖြစ်တယ်ပေါ့နော်ဒီထုတ်ဖို့ပေါ့နော်အဲဒီဒေါ်လာထုတ်ဖို့ဖြစ်တယ်ဒီကျွန်တော်တို့ကိုစီနဲ့ပေါ့နော်ကိုကြီးကိုစီနဲ့ကျွန်တော်တို့အဲ live မှာတွေ့ဆုံမှာဖြစ်ပါတယ်ဒီအခက်ခဲတွေနဲ့ပေါ့နော်ဒီအခြားသောပေါ့နော်လိုအပ်ချက်တွေအားလုံးကိုအဲပြောပြသွားမှာဖြစ်ပါတယ် ဲ့အတွက်ကြောင့်မို့တူလမ်းပြပြပြည်သူတွေနေနေတယ်အဲ့ဒီကလိုက်မှာတိုင်းရိုက်ကူညီထောက်ပံ့လို့ရတယ်ဆိုတော့ကြောင့်ပြောပြချင်တာဖြစ်ပါတယ်ခင်ဗျာဟုတ်အရှိအဲကြားမဲတွေနေနေစစ်မှတ်တပင်းကိုကူမှာရေဆိုင်တိုက်ခိုက်နေပါတယ်အဲလိုအပ်ချက်တွေကိုလည်းအကောင်းဆုံးဖြည့်တင်နိုင်ဖို့တူလမ်းပြပြပြည်သူတွေကိုတောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါဗျာကဲညီလေးမိုက်ခဲပြောရတာတော့ကြားမှထင်ပါတယ်ကျွန်တော်လိုင်းပေါ်မှာအလိုမခံတာအားလုံးသိပါတယ် Messenger အတွက်တူလွှဲလာတဲ့ငွေကိုပဲကျွန်တော်လက်ခံတာပါဒါပေမဲ့ကိုတက်ကြီးတို့တခါ အဲပြီးလို့ရှိရင်အဲဆေးဝါးကိုတစ်ခါအဲဆေးဝါးကနှစ်ခါကြာလားမသိတစ်ခါလားနှစ်ခါလားမသိမေ့သွားပြီเนาะကျွန်တော်တို့လိုက်လွင့်ပြီးတော့တတ်မှတ်ထားတဲ့အချိန်အတွင်းကိုကျွန်တော်တို့ထောက်မှန်ငွေလက်ခံခဲ့တဲ့ဟာလောက်ခဲ့တယ်ကျွန်တော်နှစ်နာရီတတ်မှတ်ခဲ့တယ်အဲဆေးဝါးလုံးကနှစ်သိန်းကျော်သွားလားမသိကိုတက်ကြီးလုံးကလည်းသိန်းကျော်တာပဲကျွန်တော်တို့เนาะအဲတော့အဲကိုမိုင်ကယ်လည်းရှိခဲ့တာပေါ့เนาะမိုင်ကယ်ကျွန်တော်နှစ်ယောက်အတူလောက်ခဲ့တာအခု လာမဲ့26ရက်နေ့တနင်္ဂနွေနေ့ည8နာရီကနေ10နာရီအတွင်းမှာဘုံမိုက်ခဲနဲ့ကျွန်တော်နဲ့ TikTok account live လွှင့်ပြီးတော့2နာရီတိတိ live လွှင့်ပေးပါမယ်။အဲ့ဒီ2နာရီအတွင်းမှာမေ့တင်တာတွေလာမေ့လို့ရတယ်ဘုံမိုက်ခဲတို့နဲ့ပတ်သက်လို့အဓိကကတော့ငင်းချံမှာတီတာယူမော်ဘလုံမျိုးဖော်ရှိုးတွေပြလဲဆိုတာကိုလည်းအညာကြရင်ညီလေးမိုက်ခဲက ပြောပြပါလိမ့်မယ်။နော်အဲ့တော့ငင်းချံနယ်မှာဒီအာနာရှင်ခိုင်းဘက်စစ်ခွေးတွေကို ပြည်သူ့ဘက်ကလည်းဘလို့ရင်ဆိုင်နေရတယ်ဘာတွေအခက်အခဲတွေရှိတယ်နော်ရင်ဆိုင်မှုတွေဘလို့ရှိတယ်တီနာယူမွန်တို့ဒီကျူခွေးတွေကလိုင်းပေါ်မှာနာမည်ရဖို့အတွက်ဘယ်နေရာတွေမှာဘလို့လာပြီးတော့ဟမ်ပေါ်ရှိုးတွေတပ်ပုံရိုက်ပြီးတော့လောက်တာလေအိညာကြရင်ညီလေးမိုက်ခဲကတိကျတဲ့မိဘပြည်သူတွေကိုပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့ live အချိန်က2နာရီတက်မှတ်ပါတယ်7နာရီကနေ10နာရီအထိပါအဲ့ဒီ2နာရီအတွင်းမှာ ထောက်ပံ့တဲ့ငွေအားလုံးကိုမြင်းကြံဘလက်တိုက်ကားကိုတကြက်တပြားကစမရွက်เสียရပဲနဲ့တောင်းလျှောက်သွားမှာဖြစ်ပါလေ။အဲ့ဒီကျွန်တော်ပြောချင်တယ်အဲ့ဒီနှစ်နာရီအတွင်းကိုပဲကျွန်တော်တို့အဲ့ဒီအချိန်မှာချပေးတဲ့ဘန်ကိုထည့်ပါနော်။အခြားအချိန်ကြော်သွားတာနဲ့လုံးဝကျွန်တော်တို့တောင်းဝင်မြူပါဘူး။အဲ့ဒီကျွန်တော်တို့အညကြရင် live နှစ်နာရီစရတယ်ဆိုတော့လေကုညီထောက်ပံ့ပေးရမယ်ဘန်ချပေးပါမယ်။အဲ့ဒီဘန်ကိုအဲဝင်းနေဘက်က လေးချံဗရတ်တိုက်ကအဖွဲ့ကနိုင်ကပြောထားတာတော့အဲကျွန်တော်တို့ဒေါ်လာပါလွှဲလို့ရအောင်ဒေါ်လာလက်ခံလို့ရတဲ့အကောက်ပါချပေးမယ်လို့ပြောတယ်အဲ့တော့ဘယ်လိုပဲချက်ချက်ကျွန်တော်တို့ဒီကြိုတင်ပြီးပြောထားတာကအဲ့ဒီညနှစ်နာရီအတွင်းမှာချပေးတဲ့ဘန်တွေကိုအဲ့ဒီနှစ်နာရီအတွင်းမှာပဲလွှဲတာတွေလုပ်ပါကြော်ဝါတို့ကုညင်ကျင်တဲ့ထောက်ပံ့ကျင်တဲ့ဆိုမြင်းညံပြတ်တိုက်ကကုညင်ကျင်မြင်းညံပြတ်တိုက်ကအဖွဲကိုဒါလိုက်တွားပါနော်တခါတည်းကြိုတင်ပြီးပြောထားတာပါ တော့ဘာဖြစ်လို့ကျွန်တော်ဒါကိုလှုပ်ပေးတာဆိုတော့နံပါတ်1ကျွန်တော်တို့တိုင်းပြည်တော်လှန်ရေးမှာပါဝင်နေတဲ့စစ်ကောင်းဆောင်တွေပေါ့သူတစ်ဖြစ်ဒီလက်နက်ကင်တွေထဲမှာဥဆောင်တဲ့ဘိုင်းမှာပါဝင်နေတဲ့လူတွေထဲမှာမြစ်ကြံပရတိုက်ကားဖွဲ့ဗိုလ်မိုက်ခဲတို့အဲဆေးဝါတို့เนาะပြီးလို့ရှိရင်အဲဟိုနေ့တို့ရေဘလူးတို့ဒါတွေအကုန်လုံးဟာကျွန်တော်ထက်ငယ်ပါတယ်ဒီလူတွေကိုကျွန်တော်ကျွန်တော်ထက်ငယ်တယ်ဆိုပေမဲ့ကျွန်တော်ထက်ပိုပြီးတော့တို့တန်ဖိုးထားပြီးလေးစားတယ်ဘာဖြစ်လို့လဲတို့အတက်ရွယ် လူငယ်တွေနိုင်ငံရေးဆိုတာဘာမှမသိရှင်းပြောမိသားစုအရင်တော့ဘာမှမသိပဲနဲ့နေနေတဲ့လူငယ်တွေအများကြီးရှိတယ်ဒီလူငယ်တွေဟာတိုင်းပြည်အတွက်တို့ရဲ့ခန္ဓာတို့ရဲ့အတက်ကိုပေးပြီးတော့ဒီတိုင်းပြည်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့တို့လုံနေတာအဲ့လိုလုံနေတဲ့အချိန်မှာပြည်သူဖြစ်တဲ့ကျွန်တော်တို့ကသူတို့အတက်တောင်မငဲ့ကွက်ပဲနဲ့ရှင်းမှတိုက်ဖို့အတွက်ကြီးဘိုးလေးတောင်ပြည့်အောင်မထောက်ပံ့နိုင်ဘူးဆိုရင်ကျွန်တော်တို့ပြည်သူဟာ တော်ဝင်မကြည်သူခံစားရတယ်။နောက်ကိုယ့်ထက်ငယ်တဲ့ကလေးတွေတော့ဒီလိုလုံနိုင်နေတယ်။ငါတို့ကပြည်သူအနေနဲ့ဘာဖြစ်လို့မထောက်ပံ့နိုင်ရမလဲ။နောက်တစ်ချက်ရှိတာကကျွန်တော်တို့လက်နက်ကင်တပ်ဖွဲ့တွေရှိပါတယ်။အဲ့လိုလက်နက်ကင်တပ်ဖွဲ့တွေရှိအောင်ရေဘလူးဆိုရင်ရေဘလူးအခြေစဒေတာမှာပြည်သူတွေတခုခုစစ်ဘေးရှောင်လာတဲ့အဲ့သူတို့ရှိတဲ့တိုင်ရန်ရှိတဲ့ခြေကနဲ့မျှကျွေးရတယ်။အဲ့တော့ဒီတနင်္လာရီတိုင်းဘက်မှာတအားကြီးဟိုအခြေအနေဆိုးတဲ့နေရာတွေရှိသလိုမဆိုးတဲ့ဘက်တွေရှိတယ်။ဒီလိုပဲဟိုကအဲ့ဒီနော်မြင်းချံပတ်တိုက်ကားလို့ဒီမြင်းချံဘက်တွေဆိုလဲဒီလိုပဲ ော်ဒါကနေရာတိုင်းမှာကိုလက်နက်ကင်အဖွဲပတ်ဝန်းကျင်မှာစစ်တောင်းဒီစစ်တပ်ကစစ်တောင်းထိုးပြီးလက်နက်ကြီးနဲ့ပြစ်လို့ဘုံနဲ့ကျဲလို့ပြည်သူတွေဟာအတက်လူပြီးပြေးရတယ်စားနေရာမရှိဘူးနေရာမရှိဘူးဆိုရင်အနည်းဆက်ဆုံးတော်လှန်ရေးအဖွဲပဲနေရာချပေးရတာပါနော်နေရာချပေးရတာကျွေးစရာရှိတယ်သူတို့ရဲ့ရိတ်ခါတွေကဖဲ့ကျွေးပေးရတာပါအဲ့တော့တခါညကျွန်တော်တို့ကတိုင်ရင်တပ်ဖွဲ့ကိုရိတ်ခါတွေကူညီထောက်ပံ့နေဆိုတဲ့အရာမှလည်းဒါဟာတိုင်ရင်တပ်ဖွဲ့ဒီမို့အခုဒီတနင်္လာရီတိုင်းကတနင်္လာရီတိုင်းကဒီ ဘျူဟာဘျူဟာမူးဖြစ်တဲ့ကိုစောသားကိုတိမှာပါသူတို့ဆိုလေဒီသတင်းနိုင်တိုင်းမှာရှိတဲ့စစ်ဘေးရှောင်တွေကိုတစ်ဖက်လှည့်ပြီးတော့ကြည့်ရတာပဲအဲ့လိုပါဒါကြောင့်မလို့ကျွန်တော်တို့ဆိုတာ တောက်ချောင်းဂျိတ်ခါတွေချပေးနေတာပါအဲ့လိုချပေးတဲ့နေရာမှာတိုင်ရင်တပ်ဖွဲ့တွေတုံးဆွဲသလိုခုနကပြောသလိုပြည်သူတွေကိုထောက်ပံ့တဲ့အရာလည်းရှိတယ်ဘာဖြစ်လို့လဲအားလုံးကြည့်တဲ့အချိန်လက်ရှိစစ်တပ်ကပြည်သူတွေကိုအကြောက်တရားတွေကိန်းဝေအောင် လုပ်နေတာပ ဒါအာနာရှင်အဆက်ဆက်လှုပ်လာတဲ့ဤစနစ်ပါဘာအဲ့ဒါဘာလဲဆိုပြည်သူတွေကိုတတ်ပြတယ်ဖြတ်ပြလိုက်တယ်ပြစ်ပြလိုက်တယ်ဖမ်းပြလိုက်တယ်ရိုက်တတ်ပြလိုက်တယ်ထူးပြလိုက်တယ်မျိုးစုံလုပ်ပြတာအဲ့တော့ဘာလဲတော်မလုံးနဲ့စစ်တပ်ကိုတော်မလုံးနဲ့မဟုတ်တာအောက်ကလုံနေတာကြီးကိုတော်မလုံးနဲ့ဆိုတဲ့အကြောက်တရားတစ်ခုနဲ့ကျွန်တော်တို့ကအရှုံးပေးလိုက်ကမှလားအဲ့လိုအရှုံးပေးလာခဲ့လို့နှစ်ပေါင်း60လောက်ကျွန်တော်တို့ပြည်တွင်းစစ်ကမငြိမ်းချမ်းခဲ့တာအဲ့ဒီနှစ်ပေါင်း60အစနေဝင်းအာနာစတိန်းနေကတာ မြန်မာပြည်သူတွေဟာနေဝင်းအာဏာသိမ်းတဲ့ကောင်ကိုပြက်ပြက်သားသားစန့်ကျင်ပြီးတော့ဒီမိုကရေစီကိုမပြောင်ပြောင်ထိမ့်သိမ်းခဲ့မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ကဒီနေ့အချိန်မှာအာရှကြားဖြစ်နေပြီနော်အမေရိကန်တို့နိုင်ငံမျိုးနဲ့ level power တိုင်းရောက်တဲ့တိုင်းပြည်တစ်ခုဖြစ်နေပြီမြန်မာတွေအဲ့လောက်မညံ့ဘူးဒါပေမဲ့နေဝင်းအာဏာသိမ်းလိုက်ကနေလက်ဆင့်ကမ်းပြီးစစ်ကောင်းဆောင်တွေတိုင်းပြည်ကိုလှုပ်ချနေလှုပ်ခဲ့တာအခုတိုင်းပြည်ကဘယ်ရောက်ကမ္ဘာမှာတရောင်းသားတိုင်းပြည်ဖြစ်နေပြီ ဲ့တော့ဒါကြီးကိုထပ်ပြီးတော့အကြောက်တရားကြောင့်ကျွန်တော်တို့ကဒီကောင်တွေအောက်မှာလက်စင်းပေးရမယ်ဆိုရင်ကျွန်တော်တို့အကြံပေးခဲ့တဲ့သားတွေမိတွေလက်ထက်တိကျွန်တော်တို့ကဒီစစ်ကြုံဘွားကလွတ်မှာမဟုတ်ဘူးတေးကြတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနေ့ခေတ်စခဲ့ပြီးွားပြီးကျွန်တော်တို့စခဲ့ပြီးနော်ဒီပြဿနာအစအကိုကျွန်တော်တို့ကစတင်ဖန်တီးခဲ့တာမဟုတ်ဘူးနော်ဒီစစ်တပ်အာဏာသိမ်းလို့ဒီပြဿနာစခဲ့ပြီးွားပြီးကျွန်တော်တို့လက်တုံးချောင်းထောင်ပြီးလူလိုနားမလဲလားမလို့မလုပ်ပါနဲ့တိုင်းပြည်အာဏာကိုပြန်ပေးပါ မင်းတို့အာနာသိန်းတော်ပြည်သူလက်မခံပါဘူးနော်တိုင်းပြည်ဟာအာနာသိန်းလိုက်ပြက်သွားမယ်လူလိုနားလဲမလားလို့ပြောခဲ့ပြီးတော့ပြီးလက်တုံးချောင်းထောင်ပြီးတော့ဟမ်အဲ့လိုကောင်းကောင်းမွန်မွန်လူလိုပြောတဲ့လူကိုဘာလို့ပြစ်လဲခစ်ကိုပြောင်းကြည့်ခေါင်းကိုပြေးတဲ့တေရဲတဲ့ကောင်တွေထွက်ခဲတဲ့ဘာလို့တက်ပြစ်တဲ့ခေါင်းအကုန်လုံးဟမ်ရက်ွက်ထဲလုံချုံကြီးစောင့်နေတဲ့ဦးလေးတွေကိုတက်ပြစ်ဟမ်နောက်ဆုံးနှုတ်ဆရာမရှိတော့ကျမ်းမာရင်ပြည်သူကိုကျမ်းမာရင်စောက်ရှောက်နေတဲ့စေတနာဝန်ထမ်းကြက်ချင်ဒီတို့တနက်တင်နဲ့ခေါင်းရိုက်ခွဲမျိုးစုံလောက်တာ ဟမ်ကြည့်အဲ့လိုလုပ်ပြီးတော့ဘာလို့ရဲရဲစက်စက်ပြစ်တတ်တာဒါကိုမခံနိုင်တဲ့ပြည်သူကကိုနေ့ကပြောသလိုအကြောက်တရားမှာနော်အမှန်တရားတော့တတိရဲတဲ့လူကလက်နက်ကင်ပြီးတော့ထားတော်လှန်လို့ဒီနေ့လက်နက်ကင်လမ်းစဉ်တော်လှန်တဲ့ပုံကိုရောက်လာတာနော်အကြောက်တရားရှိတဲ့လူကအခါတိုင်းအမှန်နဲ့ကြောက်သွားတယ်အဲ့ဒီကနေတစ်ဆင့်အမျိုးမျိုးပြည်သူကိုအကြောက်တရားတွေရိုက်သွင်းပြီးလှုပ်ရလာတာကြောက်တဲ့လူတွေတဖြည်းဖြည်းရော့ကြရော့ကြရော့ကြလာရင်ဘာဖြစ်လဲနောက်ဆုံးဒီနေ့ချိန်ထိတော်လှန်ရေးမှာကြံပစ်ခဲ့တဲ့လူတွေဟာအမှားကံပဲ ဒါကြောင့်မလို့ကျွန်တော်ပြောတာအစည်းစည်းအချင်းချင်းတွဲစည်းပါစီးလုံးပါတူမားတယ်ငါမှန်တယ်တူတာတယ်ငါနာတယ်ဆိုတဲ့အရာတွေကိုဒီကာလမှာခဏလေးထားပေးပါတခေါအားပေးဖို့ပြောတာမဟုတ်ဘူးနော်ဒီကာလမှာကျွန်တော်တို့ကဦးစားပေးအလို့ဆိုတာရှိရတယ်လူတယောက်မှဦးစားပေးအလို့ဆိုတာလူတိုင်းရှိတယ်ဘယ်ဟာကိုဦးစားပေးမှလဲအရေးငါငါဘဝအတွက်ဘယ်အရာဒီအရေးကြီးတယ်ဘယ်အလို့ကိုဦးစားပေးရမှာဒါလူတိုင်းတိတိနေအဲ့တော့ကျွန်တော်တို့ online ဘက်မှာရှိနေတဲ့ဒူတွေအားလုံးကလည်းတိတိနေ တော့ဒါကြောင့်မလို့ဒီအချိန်မှာဘုံရန်သူကိုတိုက်နေတဲ့လူတွေကိုဝင်းရမ်းမယ်ဘုံရန်သူကိုတိုက်နေတဲ့လူတွေကိုကျွန်တော်တို့ကာကွယ်ပေးရမယ်ဒါဟာတော်လံပဲအချမ်းမှာစိတ်သက်ခိုင်မာတဲ့လူတိုင်းမပြစ်မနေလောက်ရမယ်အလို့အဲ့ဒီစိတ်တစ်ခုနဲ့ပဲကျွန်တော်တော်နိုင်ထဲမှာပါဝင်တာအခုညီလေးဘုံမိုက်ခဲအတွက်နော်ဒါမဲ့တနေ့ဝင်ည7နာရီမှာ2နာရီတိတိကျွန်တော်တို့လိုက်လွှင့်ပြီးတော့ပြောပေးမယ်အဲ့ဒီ2နာရီအတွင်းမှာကိုကြီးထောက်ပတ်မဲ့ငွေအားလုံးကိုတကြက်တပြားမကြံဘုံမိုက်ခဲတို့အဖွဲ့ကိုစီစဉ်ပေးမယ် ်နော်ပြီးရင်ကျွန်တော်ကြင်ကြမယ်လိုက်လွင့်တဲ့အချိန်မှာလဲကျွန်တော်စည်ရင်စစ်ကင်နာဒီအဝင်ကိုကင်နာမဲ့လူပြောက်ကိုကျွန်တော်တခါတည်းမှန်ထားတယ်တောက်လျှောက်ပြောပေးရမယ်သူကဘယ်လောက်ရလာပြီဘယ်လောက်ရလာပြီဘယ်လောက်ရလာပြီနော်အဲ့တော့အဲ့ဒီငွေကိုလည်းကျွန်တော်ကင်မှာမဟုတ်ကျွန်တော်လည်းငွေတပြားရောက်လာမဟုတ်ဒါပေမဲ့ဟိုဘက်ရက်ကပြောသလိုပေါ့ဂုံယူစွာနဲ့ဘာလုပ်မှလဲခွက်ခေါက်မှာနော်ဂုံယူစွာနဲ့ခွက်ခေါက်မှာတိလားအဲ့တော့ကျွန်တော်လည်းဒီနေရာမှာကျွန်တော်အခုဆိုကျွန်တော်ပေါက်ကြီးကပြောထားတဲ့အဲ့ဒီ ခြေလုံးရှိရစားပို့တွေဝင်ကြည့်လိုက်အာကျွန်တော်ကိုဆဲရကြလားအာအဆဲကြတကောက်ဝင်ကြည့်အတုနှစ်ကောက်ဝင်ကြည့်အတုနောက်တချို့တွေကောင်းကြတော့တောင်းလုံးအဲ့ဒါကောက်ပြီမဟုတ်လေကွာမင်းတို့ကငါပြောရမလားတော်လှန်ရေးလှုပ်လို့ကိုကျိုးရှာလို့ရတယ်ခွက်ခေါက်လို့ကိုကျိုးရှာလို့ရတယ်စကားပြောမနေနဲ့ကိုစီးရှင်လာခဲ့ကိုစီးနေရာကိုဖယ်ပေးမယ်ကြိုက်တဲ့လူလာဝင်လို့အဲ့ထက်ပြောတာရှင်းနေပြီနော်ဒီတိုင်းတော့ဖယ်ပေးမှာမဟုတ်ဘေးကနေအာတပည့်ခံပြီးတော့စေးပေးမိ့ချေစုပ်လက်နဲ့ပြုတ်ပေးဦးမယ် အလကားပြောတာမဟုတ်အတီပြောတာနော်ငါချောင်ကြားတရားမင်းတို့ဘောမတွေကအကောင်းပြောတာဘာစက်ကပြောမနေနဲ့ကိုချိုးရှာလို့ရလာခဲ့လိုက်မလာကြည့်ဦးလားမင်းတို့ပြောသလိုဗါလဲအဲဟို0မိုင်ကားတွေ0မိုင်နဲ့ကားတွေအဲကားတွေတော့ဝယ်စည်းနိုင်တယ်ဟုတ်လားပါကင်ဘိန်းတော့မလိုက်ကြတဲ့ကားတော့ဝယ်စည်းနိုင်တယ်ဆိုတော့မလာကြည့်ဦးလားလာခဲ့ပါနော်အဲ့တော့လောလောဆယ်လာမဲ့တနင်္ဂနွေနေ့ည26ရက်နေ့ညကြရင်တော့ဘောမတွေအတွက်နော် ယူကျုံးမရအခန်းလေးတစ်ခန်းကျွန်တော်နှစ်နာရီရိုက်ပါမယ်အညာကြရင်လာရောက်အားပေးနိုင်တဲ့ဘောမှတွေအားပေးလို့ရပါတယ်ဒါမှမဟုတ်တခုတော့ရှိတယ်ကြိုးကြောင်ကောင်းတွေကိုတန်ပြီးခွေးတင်ញိုင်းပို့ပါမယ်အချက်နဲ့အလက်နဲ့လာပြောပါဗျမ်းမတာဝင်ဆဲလို့ကောင်းတွေကတော့ခွေးတင်ញိုင်းုံထောက်ချောက်တော့ပါမယ်မပူပါနဲ့နော်အဲ့ဒါလေးလာပြောတာအဲ့တော့လာမယ်ဆယ်လပိုင်း26ရက်နေ့ညတနင်္ဂနွေနေ့ည7:00နာရီမှာအတူတူဆုံးမယ်ဘုံမိုက်ခဲရောကျွန်တော်2ရောက်တက်ပါမယ်